ဖတ်ရှုနားဆင်တနှစ်တာနှုတ်ကပတ်တမတရားအစီအစဉ်မှကြိုဆိုပါတယ်ဒီကနေ့ဖတ်ရှုနားဆင်ရမယ့်နှုတ်ကပတ်တမကျမ်းစာတော်မြတ်ကတော့တရားသူကြီးမတ်စာအခန်းကြီး16မှ21တိဖြစ်ပါတယ်တရားသူကြီးမတ်စာအခန်းကြီး16ဣဒရေလရှင်ဘုရင်မရှိသည့်ကာလအေဖရင်တောင်ကပန်း၌တဲခိုသော လေဝိလူတယောက်သည်ယူရခရိုင်ဘက်လင်မြို့သူမိမတယောက်ကိုသိမ်းယူ၏ ထိုမိမသည်လင်ကိုပြမှား၍ဗက်လင်မျိုးမိမိအဖအိမ်သို့သွားသဖြင့်လေးလနေလေ၏လင်သည်သူ့ကိုချော့မော့၍ဆောင်းငယ်ခြင်းကငယ်သားတယောက်နှင့်မိနစီပါလျက်ထထသွား၍ရောက်သောအခါမယံငယ်သည်မိမိအဖအိမ်ထဲသို့ခေါ်သွင်း၍အဖသည်တမတ်ကိုတွေ့မြင်လျင်ဝမ်းမြောက်သောစိတ်ရှိ၍တိမ်ဆဲလေ၏ ထို့ကြောင့်သမတ်သည်စားတောက်လျက်အိတ်လျက်သုံးရက်ပတ်လုံးရောက်ခမအိမ်၌နေ၏စထုဒ္ဒနေ့ရက်နနက်စောစောထ၍ထွက်သွားအံ့သောငါပြင်ဆင်သောအခါရောက်ခမကမုတ်အနေငယ်ကိုစား၍အားဖြည့်ပြီးမှသွားကြပါဟုသမတ်အားဆိုသည့်အတိုင်းနှစ်ယောက်လုံးထိုင်၍စားတောက်လျက်နေကြ၏ရောက်ခမကလည်းသဘောကျပါတော့ယနေ့ညကိုလည်းလွန်စေသဖြင့် ပျော်မွေ့လျက်နေပါတော့ဟုတမတ်အားဆိုပြန်၍တမတ်သည်သွားအံ့သောငါထတော်လဲရောက်ခမသွေးဆောင်သည်ဖြင့်တမတ်သည်ထိုအရ၌အိပ်ပြန်လေ၏ပြင်စမနေ့ရက်နက်နက်စောစောသွားအံ့သောငါထသောအခါရောက်ခမက အားပြေပါဥတော်ဟုဆို၍မွန်လွဲသည့်တိုင်အောင်နှစ်ယောက်လုံးစားတော့လျက်နေကြ၏ထိုသူသည်မယံငယ်နှင့်ငယ်သားကိုခေါ်၍ ွားအံ့သောငါထပြန်သောအခါသူ၏ရောက်ခမဖြစ်သောထုံမိမ၏အဖကကြည်ပါမိုးချုပ်လူပြီယနေ့ညကိုလည်းလွန်စေပါတော့နေ့အချိန်ကုန်လူပြီဤရက်၌အိပ်၍ပျော်မွေ့လျက်နေပါတော့နက်ပြန်နဲ့နဲ့စောစောထ၍ကိုနေရအရက်တို့သွားတော်ဟုဆိုတော်လဲတမတ်သည်ထုံညကိုမလွန်စေဘဲထသွား၍ကုန်းဤတင်သောမြင်းနှစီးနှင့်မယံငယ်လဲပါလျက် ယေရုရှလင်မြို့တည်ဟူသောရေပုံမြို့အနီးသို့ရောက်လေ၏ထိုမြို့အနီးသို့ရောက်သောအခါမိုးချုပ်သောကြောင့်ငယ်သားကနားထောင်ပါတော့ရေဖူးသည့်လူနေရာဤမြို့သို့ဝင်၍အိတ်ကြကုံအံ့ဟုသခင်အားဆိုတော့သခင်ကဣဒရေလအမျိုးမဟုတ်တပါးအမျိုးသားနေသောမြို့သို့မဝင်ဂိဘာမြို့သို့သွားဦးမည်ဂိဘာမြို့ယာမမြို့အစရှိသော တစုံတစ်ခုသောအရက်၌ညအကိုလွန်စေခြင်းကသွားကြကုန်အံ့ဟုငယ်သားအားဆိုလျက်ခยีသွားပြန်၍ဘင်ယာမိန်ခရိုင်ဂိဘာမြို့အနီးသို့ရောက်သောအခါနေဝင်လေ၏ဂိဘာမြို့မှာညအကိုလွန်စေမိအကြံနှင့်မြို့တဲသို့ဝင်၍အဘယ်သူမျှဲ့မခံသေးသောကြောင့်လမ်းမှာထိုင်နေ၏ဂိဘာမြို့သားတို့သည်ဘင်ယာမိန်အမျိုးသားဖြစ်ကြ၏တို့ရာတွင်တဲခိုသောအေဖရင်တောင်သား လူအိုတယောက်ရှိသည်ဖြစ်၍ထိုသူသည်ညာဦးရန်၌လေလုတ်ရာမှလာစဉ်မျောကြည့်၍မြို့လမ်းမှာဧည့်သည်တယောက်ရှိသည်ကိုမြင်လျင်တင်းသည်အဘယ်ရက်သို့သွားသနည်းဘယ်ရက်ကလာသနည်းဟုမေးတော်ကျွန်ုပ်တို့သည်ယူဒခရိုင်ဘက်လင်မြို့မှအေဖရင်တောင်ကပန်းသို့သွား၏ကျွန်ုပ်သည်အေဖရင်တောင်သားဖြစ်၏ဘက်လင်မြို့သို့ခဏသွားပြီးမှယခုထာဝရဖျား၏အိမ်တော်သို့သွား၏ ဘယ်သူမှအဲ့မခံသည်တို့ရာတွင်မြီးဖို့မျက်ချောင်းနှင့်အခြားကျွေးစရာရှိ ကိုနှင့်ကိုတော်ကြုံမှလိုက်လာသောငေသားဘူးမုတ်နှင့်စပြည့်ရရှိ၏တစုံတစ်ခုမှမလိုပါဟု ပြောဆို၏လူအိုကလည်းတင်၌ချမ်းသာရှိပါစေသောတင်လိုသည်။ငါတာရှိစေတော့လမ်းမှညကိုမလွန်စေနည်းဟုဆိုလျက် မိမိအိမ်သို့ခေါ်သွင်း၍မိတို့ကိုကြွေးလေ၏သူတို့သည်ခြေကိုဆေး၍စားတော့ကြ၏ထို့သောပျော်မွေးလျက်နေကြသောအခါထိုမျိုးသားအာရမလူအချို့တို့သည်အိမ်ကိုဝိုင်း၍တကားကိုရိုက်ကြ၏အိမ်ရှင်လူအိုကိုလည်းခေါ်၍သင်အိမ်သို့ဝင်သောယောက်ျားနှင့်ငါတို့သည်ဆက်ဆံလူသည်ဖြစ်၍ထုတ်ခဲ့လောဆိုကြ၏အိမ်ရှင်သည်လည်းထွက်၍ညီအကိုတို့သို့သောအမှုကိုမပြုပါနှင့်ဤသူသည် ကျွန်ုပ်အိမ်၌တဲခိုတော်သူဖြစ်၍အာရမမပြုတ်ကြပါနှင့်ကျွန်ုပ်၌သမီးကညာရှိပါ၏သူဤမယံငယ်လည်းရှိပါ၏သူတို့ကိုထုတ်၍ပေးပါမည်သူတို့ကိုရှုံချကြပါ အလိုရှိသည့်အတိုင်းပြုကြပါဤယောက်ျား၌ဤများလောက်သိုးသောအမှုကိုမပြုပါနှင့်ဟုတောင်းပန်တော်လဲသူတို့သည် နားမထောင်သောကြောင့်လေဝိလူသည်မိမိမယံငယ်ကို ထုတ်၍အပ်သဖြင့် သူတို့သည်တညာလုံးအာရမပြု၍နနက်တိုင်အောင်ရှုံချပြီးမှ အာယုံတက်မှလွတ်လိုက်ကြ၏အာယုံတက်သောအခါမိမသည်လာ၍မိမိသခင်နေရာအိမ်တကားရှေ့မှ မိုးလင်းသည့်တိုင်အောင်လဲနေ၏နနက်အချိန်ရောက်မှ သူ၏သခင်သည်ထ၍အိမ်တကားကိုဖွင့်သဖြင့်ခရီးသွားအံ့သောငါထွက်သောအခါမယံငယ်သည်အိမ်တကားရှေ့မှလဲ၍ တကားခုံကိုလက်တင်လျက်ရှိသည်မြင်သောထလော့သွားကြဂုံအံ့ဟု ဆိုတော်လဲသူသည်ပြန်မပြောဘဲနေ၏ထိုအခါယောက်ျားသည် သူ့ကိုမြီးပေါ်မှတင်သဖြင့်မိမိနေရာသို့ သွားလေ၏မိမိအိမ်သို့ရောက်သောအခါဓားကိုယူ၍မယံငယ်အလောင်းကိုအယိုးနှင့်တကားဆက်နှစ်ပိုင်းပိုင်း၍ဣတရေလပြည်တလျှောက်လုံးသို့ပေးလိုက်လေ၏တိမြင်သောသူ အပေါင်းတို့ကဣတရေလအမျိုးသားတို့သည် ်အေဂုရုပြည်ကထွက်သောနေ့မှစ၍ယနေ့တိုင်အောင်ဤကဲ့သို့သောအမှုကိုအဘယ်သူမှမပြုတကားမှမဖြစ်စဘူးဆင်ခြင်၍တိုင်ပင်စီရင်ကြလော့ဟုပြောဆိုကြ၏တရားသူကြီးမှတ်စာအခန်းကြီး20ထိုအခါဣဒရေလအမျိုးသားအပေါင်းတို့သည်ဂိလက်ပြည်သားတို့နှင့်တကွထလျက်ဒံမြို့မှစ၍ဘေရရှေဘမြို့တိုင်အောင်ပြိတ္တအပေါင်းတို့သည် တယောက်သောသူကဲ့သို့မိစပါမျိုးထာဝရဘုရားထံတော်၌စီးဝေးကြ၏ဣဒရီလာအမျိုးအနွယ်အပေါင်းပြည်သားအပေါင်းတို့၏အကြီးအကဲတို့သည် စီးဝေးကြသောဘုရားသခင်၏လူဒါလက်နက်ဆွဲကင်သောခြေသည်သူရဲ့၄သိန်းနှင့်တကွချင်းကပ်ကြ၏ဣဒရီလာအမျိုးသားတို့သည်မိစပါမျိုးတို့သွားကြောင်းကိုဘေးရန်မင်းအမျိုးသားတို့သည်ကြားသိကြ၏ဣဒရီလာအမျိုးသားတို့က ထိုအရမအမှုကအဘေသို့နီးဟုမေးမြန်းလျင်အသေးခံရသော မိမဤလင်လေဝိလူကအကျွန်ုပ်သည်မယံငယ်နှင့်အတူလာ၍ဘေယာမိန်ခရိုင်ဂိဘာမြို့မှညကိုလွန်စေပါ၏ညအခါဂိဘာမြို့သားတို့သည်ထ၍ကျွန်ုပ်တဲခိုသောအိမ်ကိုဝိုင်းလျက်အကျွန်ုပ်ကိုတိုက်သက်မြည်အားထုတ်ကြပါ၏မယံငယ်သည်သည့်တိုင်အောင်ရှုံချကြပါ၏ ်ကျွန်ုပ်ဒီလဲမယံငယ်အကောင်ကိုယူ၍အပိုင်းပိုင်းဖြတ်ပြီးမှဣဒရေလာအမျိုးအမွေခံရာပြည်တလျှောက်လုံးသို့ပေးလိုက်ပါ၏အကြောင်းမူကားသူတို့သည်ဣဒရေလာအမျိုး၌စိုးညံ့သောအမှုအာရမအမှုကို ပြုကြပါပြီသင်တို့ရှိသမျှသည်ဣဒရေလာအမျိုးဖြစ်ကြပါ၏ဤရက်၌တိုင်မင်စီရင်ကြပါလော့ဟု ပြောဆိုလေ၏လူအပေါင်းတို့သည် တယောက်သောသူကဲ့သို့ထ၍ငါတို့သည်တယောက်မျှမိမိတဲသို့မသွားမိမိအိမ်သို့မပြန်ဂိဘာမျိုး၌ဘေသို့ပြုမည်နီးဟုမူကားစည်ရန်ချ၍အတိုက်သွားမည်ဘင်ယာမိန်ခရိုင်ဂိဘာမျိုးသားတို့သည်ဣဒရီလာအမျိုးတို့၌ပြုသည်မသောအာရမအမှုနှင့်ညီလျောစွာလူများတို့သည်ထိုမျိုးတို့ရောက်၍အပြစ်ဒဏ်ပေးမည်အကြောင်းသူတို့စားစရိတ်ကိုပို့စေခြင်းဟာ ်ဣဒရေလအမျိုးနွယ်အပေါင်းတို့၌လူတရာတွင်30တထောင်တွင်တရာတထောင်တွင်တထောင်တို့ကို ရွေးကောက်ကြကုန်အံ့ဟုဆိုလျက်ဣဒရေလအမျိုးသားအပေါင်းတို့သည်ဂိဘာမြို့တစ်ဖက်၌စီဝေး၍တယောက်သောသူကဲ့သို့သင်ဖွဲ့လျက်နေကြ၏ဣဒရေလအမျိုးသားတို့သည်ဗင်ယာမိန်ခရိုင်တလျှောက်လုံးသို့ဆေလွတ်၍သင်တို့တွင်ပြုသောဤအာရမအမှုကအဘယ်သို့နည်း ယခုမှဂိဘာမျိုး၌ရှိသော ထိုအာရမလူတို့ကိုငါတို့ယူ၍တတ်သဖြင့်ဣတရေလအမျိုးတွေကဒုစရိုက်အပြစ်ကိုပယ်ရှားမည်အကြောင်းထိုလူတို့ကို အကြပါဟုမှားလိုက်ကြ၏တို့ရတွင်ဘင်ယာမင်အမျိုးသားတို့သည်ညီအကိုဣတရေလအမျိုးသားတို့စကားကို နားမထောင်ဘဲထိုအမျိုးသားတို့ကိုစစ်တိုက်ခြင်းက အမျိုးမျိုးအရွာရွာက ထွက်၍ဂိဘာမျိုး၌စီဝေကြ၏ထိုအခါဂိဘာမျိုးသားယောက်ျားကောင်း 900မှတပါအမျိုးမျိုးအရွာရွာကလာသောဘင်းရမင်းအမျိုးသားအကြီးအွတ်ကဓာလက်နဲ့ဆွဲကင်သောသူ2600တီထိုလူအပေါင်းတို့တွင်လဝဲလက်ကိုသုံးတတ်သဖြင့်ဆန်းချီတဘင်းကိုလောက်လွဲနှင့်မှန်အောင်ပြစ်နိုင်သောယောက်ျားကောင်900ပါတည်ဘင်းရမင်းအမျိုးသားမှတပါဓာလက်နဲ့ဆွဲကင်၍ စစ်သူရဲ့ဖြစ်တော်ဣဒရေလအမျိုးသားအကြီးအတွက်ကလေးသိန်းဒီဣဒရေလအမျိုးသားတို့သည်ဖျားသခင်အိမ်တော်သို့ထား၍သွားပြီးလျှင်ကျွန်ုပ်တို့တွင်အဘဲသူသည်ဘင်ယာမိန်အမျိုးကိုအူးချီသွားရပါမည်နည်းဟုဖျားသခင်ထံတော်၌မေးလျှောက်ကြတော်ထာဝရဖျားကယူဒာသည်အူးချီသွားရမည်ဟုမိန့်တော်မူ၏နနဆောဆောဣဒရေလအမျိုးသားတို့သည်ထား၍ ဂီဘာမြို့အနား၌တက်ချပြီးမှဘင်ယာမင်အမျိုးသားတို့ကိုတိုက်ချင်းကခြိသွား၍ဂီဘာမြို့ရှေ့မှစစ်ခင်းကျင်းလျက်နေကြ၏ဘင်ယာမင်အမျိုးသားတို့သည်ဂီဘာမြို့ထဲကထွက်ပြေးလျင်ထိုနေ့တွင်ဣတရေလလူ2200တို့ကိုမြေပေါ်မှလှည့်၍တတ်ကြ၏တို့ရတွင်ဣတရေလအမျိုးသားတို့သည်ရဲရင့်သော စိတ်ကိုယူ၍ပထမနေ့တွင်စစ်ခင်းကျင်းသောအရက်၌ တဖန်ခင်းကျင်းကြ၏ထာဝရဘုရားထံတော်သို့သွား၍ညဦးရန်တိုင်အောင်ငိုကြွေးလျက်ကျွန်ုပ်တို့ညီပင်ယာမိန်အမျိုးသားတို့ကိုတဖန်စစ်တိုက်ရပါမည်လောဟုထာဝရဘုရားအမေးလျှောက်တော်ထာဝရဘုရားကခြိသွားကြလောဟုမိန်တော်မူ၏ဒုတိယနေ့တွင်ဣတရေလအမျိုးသားတို့သည်ပင်ယာမိန်အမျိုးတို့အနီးသို့ချင်းကြသောအခါဘေယာမိန်အမျိုးသားတို့သည်ဂိဘာမြို့ထဲကထွက်ပြေးလျင် ဒါလက်နဲ့ဆွဲကင်သောဣဒရေလလူ18000တို့ကိုမြေပေါ်၌လဲ၍တတ်ကြ၏ထိုအခါဣဒရေလအမျိုးသားအပေါင်းတို့သည်ဘုရားသခင်အိမ်တော်သို့သွား၍ငိုကြွေးလျက်သာဝရဘုရားထံတော်၌ဝတ်လျက်တနေ့လုံးညာဥယံတိုင်အောင်အစာကိုရှောင်၍သာဝရဘုရားအားမီးရှို့ရာရစ်မိတ္တဟာရရစ်တို့ကိုပူဇော်ကြ၏ထိုကာလ၌ဘုရားသခင်၏ဗရေညင်တစ်တာတော်ပါလျက် အာယုံဤသားဖြစ်သောအေလာဇာဤသားဖိနဟတ်သည်တက်တာတော်ရှေ့မှ အမှုဆောင်သည်ဖြစ်၍ဣတရေလအမျိုးသားတို့ကကျွန်ုပ်တို့ညီပင်ယာမိန်အမျိုးသားတို့ကို တဖန်သွား၍တိုက်ရပါမည်လောမသွားဘဲနေရပါမည်လော ဟုထာဝရဘုရားအားမေးလျှောက်တော်ထာဝရဘုရားက သွားကြလောနှက်ပြန်နေတွင် သူတို့ကို သင်တို့လက်၌ငါအပ်မည်ဟုမိန်တော်မူ ဣဒရေလအမျိုးသားတို့သည်ဂိဘာမြို့ပတ်လည်၌ကင်းဆောင်လူတို့ကိုထားပြီးမှတတရနေ့တွင်ဗင်ယာမင်အမျိုးသားတို့ရှိရာသို့ခြိသွား၍ယမန်ကဲ့သို့ဂိဘာမြို့အနား၌စစ်ခင်းခြင်းလျက်နေကြ၏ဗင်ယာမင်အမျိုးသားတို့သည်အတိုက်ထွက်၍မြို့နှင့်꽈သွားကြ၏ဘေတလမြို့သို့တွားသောလမ်းဂိဘာတောရွာသို့တွားသောလမ်းတွင်ယမန်ကဲ့သို့ဣဒရေလအမျိုးသူရဲတို့ကို လုတ်ကြံစားပြု၍လူ30ခန်းမြတည်ကြ၏ဘေယာမင်းအမျိုးသားတို့ကသူတို့သည်ယမန်ကဲ့သို့ငါတို့ရှေ့မှရှုံးကြပြီဟု ဆိုတော်လဲဣဒရီလာအမျိုးသားတို့ကပြေးကြကုန်အံ့သူတို့ကိုမြို့နှင့်ဝေသောလမ်းတို့သို့သွေးဆောင်ကြကုန်အံ့ဟုဆိုလျက်ဣဒရီလာလူပေါင်းတို့သည်မိမိတို့နေရာရက်မှထ၍ဘာလတာမာမြို့၌စစ်ခင်းကြ၏ ကင်းဆောင်လျက်နေသောဣဒရေလာလူတို့သည်လည်းမိမိတို့နေရာဂိဘာလွင်ပြင်မှထကြသဖြင့်ဣဒရေလာအမျိုးသားယောက်ျားကောင်းတပေါင်းတို့သည်ဂိဘာမြို့သို့ခြိလာ၍ဘေယာမင်အမျိုးသားတို့သည်ဘေးရောက်လူနီးသည်ကိုမရိပ်မိသောကြောင့်ကြက်တဲစွာစီး၍တိုက်ကြ၏ထိုအခါထာဝရဖျားသည်ဘေယာမင်လူတို့ကိုဣဒရေလာလူတို့ရှေ့မှရှုံးစေတော်မူသဖြင့်ထိုနေ့တွင်ဣဒရေလာလူတို့သည် ဒါလက်နဲ့ဆွဲကင်သောဘင်ယာမင်လူ2500တရာတို့ကိုပယ်ရှင်းကြ၏ဘင်ယာမင်အမျိုးသားတို့သည်မိမိတို့ရှုံးသည်ကိုသိမြင်ကြ၏ဣဒရေလလူတို့သည်ဂိဘာမြို့အနား၌ထားသောကင်းတက်ကိုကိုးစားသောကြောင့်အစကဘင်ယာမင်လူတို့ရှေ့မှဆုတ်ကြ၏ကင်းတက်သားတို့သည်ဂိဘာမြို့သို့တဟုန်ဒီပြေးဝင်၍အနှံ့အပြားတိုက်သည်ဖြင့်တမျိုးလုံးကိုဓာတ်နှင့်လှုပ်ကြံကြ၏ မြို့ထဲမှာကြီးစွာသောမိโกတက်စီရမည်အကြောင်းဣဒရေလလူတို့သည်ကင်းဆောင်လူတို့အားအကြံပေးနှင့်ကြပြီဖြစ်၍ဣဒရေလလူတို့သည်စစ်တိုက်ရာတွင် ဆုတ်သောအခါဘင်ယာမင်လူတို့ကအကယ်၍သူတို့သည်ယမန်စစ်ရှုံးတဲ့ကဲ့သို့ငါတို့ရှေ့မှာရှုံးကြပြီဟုဆိုလျက်သူရဲတို့ကိုလှုပ်ကြံစပြု၍လူ30ခန့်မြေထေကြ၏တဖန်မီးလောင်၍ထုထက်သောမီးကိုသည် မြို့ထဲမှာတက်ဆရှိသောအခါဘေယာမိန်လူတို့သည် ပြန်ကြည့်၍မြို့ကိုလောင်သောမီးရှံသည်မိုးကောင်းငင်သို့တက်သည်ကို မြင်ကြ၍ဣတရေလလူတို့သည်လှဲ့၍ပြန်သောအခါဘေယာမိန်လူတို့သည်ဘေးရောက်ကြောင်းကိုသိမြင်လျင်မိန်မောတွေ့ဝေ၍ဣတရေလလူတို့ရှေ့မှ တော်လန်သို့ပြေးတော်လဲစစ်တိုက်လိုက်လာသော သူတို့သည်မိသည်ဖြင့်ပြေးသော သူတို့ကို၎င်း မြို့ရွာများတဲကထွက်လာသောသူတို့ကို၎င်းတပြိုင်နက်ဖျက်ဆီးကြ၏ဘင်ယာမိန်လူတို့ကိုဝိုင်းလျက်လိုက်လျက်နုခာရွာမှဆ ảy ၍နေထွက်ရာဘက်ဂိဘာမြို့အနားတိုင်အောင်နှိမ့်နှင်းကြ၏ထိုအခါဘင်ယာမိန်သူရဲ18000တို့သည်လဲ၍သေကြ၏ကျွင်းသောသူတို့သည်လှဲ့၍တောအရက်ရိမ်မုံကြောက်သို့ပြေးကြစဉ်တွင် လိုက်တော်သူတို့သည် လူ9000တို့ကိုလမ်းမှာဖမ်းမိကြ၏ဂီဒုံမြို့တိုင်အောင်အပြင်းလိုက်၍လူ2000တို့ကိုလည်းတတ်ကြ၏ထိုနေ့တွင်လဲ၍သေသောဗင်ယာမိန်ဓာဆွဲသူရဲတို့အရေအတွက်က2500တည်လူ600တို့သည်လှဲ၍တောအရက်ရိမုံကြောက်ကိုမှီအောင်ပြေးသဖြင့်ထိုကြောက်အောက်မှ လေးလနေကြ၏ဣဒရေလလူတို့သည်တဖန်လှဲ၍ ဗင်ယာမင်အမျိုးသားတို့ကို တိုက်လျက်မြို့ရွာ၌ရှိသောလူတလိဆန်တွေ့သည်များတို့ကိုဓာနှင့်လှုပ်ကြံ၍တွေ့သည်များသောမြို့ရွာတို့ကိုမီးရှို့ကြ၏တရားသူကြီးမှတ်စာအခန်းကြီး27ဣဒရေလအမျိုးသားတို့သည်အဘယ်သူများမိမိသမီးကိုဗင်ယာမင်အမျိုးသား၌မပေးစားရမည်အကြောင်းမိစဘာမြို့မှကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီလူများတို့သည်ဖျားသခင်အိမ်တော်သို့လာ၍ ဖျားသခင်ရှေ့တော်၌ညဦးတိုင်အောင်နေလျက်အတန်ကိုလှင့်၍ငိုကြွေးလျက်အိုဣဒရေလအမျိုးဤဖျားသခင်ထာဝရဖျားဣဒရေလအမျိုးအနွယ်တို့တွင်ယနေ့တမျိုးချို့တဲ့ရသောအမှုသည်အဘဲကြောင့်ဖြစ်ရပါသနည်းဟုရှောက်ဆိုကြ၏။နှက်ပြန်နနက်စောစောလူများတို့သည်ထပြေးလျင်ရစ်ပလင်ကိုတည်၍မိရှို့ရာရစ်မိတ္တဟာရရစ်တို့ကိုပူဇော်ကြ၏။ဣဒရေလအမျိုးသားတို့ကလည်း ဣတရေလအမျိုးနွယ်အပေါင်းတို့တွင်ဘယ်သူသည်ပရိသတ်အပေါင်းနှင့်အတူထာဝရဘုရားထံတော်သို့မလာဘဲနေသည်ဟုမေးကြ၏အကြောင်းမူကားမိစဘာမျိုးထာဝရဘုရားထံတော်သို့မလာဘဲနေတော်သူသည်ဧကံအမှန်အတိတ်ချင်းကို ခံစီဟုကြီးစွာသောချိန်ဆခြင်းကိုပြုနှင့်ကြပြီဣတရေလအမျိုးသားတို့သည်လည်းညီပင်ရာမင်းအတွက်နောင်တရလျက်ဣတရေလအမျိုးနွယ်တို့တွင်ယနေ့တမျိုးဆုံးပြီး ါတို့သည်ကိုသမီးကို သူတို့အားမပေးစားရမည်အကြောင်းထာဝရဖျားကိုတိုင်တယ်၍ကျိန်ဆိုသောကြောင့်ကြံကျွင်းသောသူတို့အဖို့မိမတို့ကိုအဘယ်သို့ရနိုင်သနည်းဟု၍၎င်းဣတရေလအမျိုးအနွယ်တို့တွင်အဘယ်သူသည်မိစဘာမျိုးထာဝရဖျားထံတော်သို့မလာဘဲနေသနည်းဟု၍၎င်းမင်းမြန်လျင်ဂိလက်ပြည်ယာဘတ်မျိုးသားတယောက်မြစုဝေးရတတ်သို့မရောက်မလာကြောင်းကိုသိကြ၏ လူများတို့ကိုရေတွက်သောအခါဂိလက်ပြီရဘတ်မြို့သားတယောက်မျှမပါထိုအခါစုဝေးသောသူတို့သည်စစ်သူရဲ့12000တို့ကိုဆေလွတ်လျက်သင်တို့သည်တွား၍ဂိလက်ပြီရဘတ်မြို့သားယောက်ျားမိန်းမသူငယ်တို့ကိုဓာတ်နဲ့လှုပ်ကြံကြလော့တို့ဆိုသောယောက်ျားအပေါင်းကို၎င်းယောက်ျားနှင့်ဆက်ဆံသော မိန်းမအပေါင်းကို၎င်းရှင်းရှင်းပယ်ရှားကြလော့ဟုမှားထားသည့်အတိုင်း စစ်သူရဲတို့သည်ဂိလက်ပြည်ယာဘတ်မြို့သားတို့တွင်ယောက်ျားနှင့်မဆက်ဆံသေးသောကညာမိမ့်မပြို၄၀၀တို့ကို တွေ့၍ခါနန်ပြည်၌တက်ချရာရှိလောမြို့သို့ဆောင်ခဲ့ကြ၏တဖန်စုဝေးသောသူအပေါင်းတို့သည်ရိမုံကြောက်၌နေသောဗင်ယာမင်လူတို့ကိုနှုတ်ဆက်၍အသည့်အသည့်ခေါ်ခြင်းကလူတို့ကိုစေလွတ်ကြ၏ထိုအခါဗင်ယာမင်လူတို့သည် လာပြန်၍ ဣတရီလလူတို့သည် အရှင်ချန်ထားသောဂိလက်ပြည်ရဘက်မြို့သူမိမတို့နှင့်ပေးစားကြ၏သို့တော်လည်းမိမတို့သည်မလောက်မငှကြထို့သောထာဝရဖျားသည်ဣတရီလအမျိုးအနွယ်တို့တွင်ပြိုပြက်ရာကို ပြုတော်မူသောကြောင့်ဣတရီလလူတို့သည်ဘေးရာမင်းအတွက်နောင်တရကြ၏စုဝေးရာပြိသက်အသက်ကြီးသူတို့ကလည်းဘေးရာမင်းအမျိုးတွေကမိမတို့ကိုပယ်ရှင်းသောကြောင့် ကြံကျွင်းသောသူတို့အဖို့မိမာတို့ကိုအဘယ်သို့ရနိုင်သနည်းဟု၍၎င်းဣတရေလအမျိုးတို့တွင်တမျိုးကိုမပြောက်စေခြင်းကတေဘေးမှလွတ်တော်ဘင်ယာမင်လူတို့ အမွေခံရမည်ရှိရမည်သို့တော်လည်းအကျဉ်သူသည်ဘင်ယာမင်လူ၌သမီးကိုပေးစား၍ထိုသူသည်ကျိန်အပ်တော်သူဖြစ်စေဟုဣတရေလလူတို့သည်ကျိန်ဆိုခြင်းကိုပြုသောကြောင့်ငါတို့သည်ကိုယ်သမီးတို့ကိုမပေးစားရဟု၍၎င်း ဘီတလာမြို့မြောက်ဖက်ဘီတလာမြို့မှရှေခင်မြို့သို့သွားသောလမ်းအရှိဘက်လေဘောနာမြို့တောင်ဘက် ရှီလောမြို့နယ်တွင်ထာဝရဘုရားအဖို့နှစ်စဉ်ပွဲခံတတ်သည်ဟု၍၎င်းတိုင်မင်ကြသည်နှင့်အညီဒေယာမိန်လူတို့ကိုခေါ်၍သင်တို့သည်လည်းသွားကြလော့စပြည့်ဥယျံတို့၌ခြောက်မြောင်းလျက်နေကြလော့ရှီလောမြို့သမီးတို့သည်ပွဲခံအံ့သောငါကလျက်လာကြသောအခါ ။စပြစ်ဦးရင်တဲကထွက်ပြေးလျင် ထိုမျိုးသမီးတို့ကိုအတီးအတီးကိုမညာဖြစ်စေဖို့ဖန်းစည်း၍ဘေးရမင်းပြည်သို့ဆောင်းသွားကြလော့။သူတို့အဖနှင့် မောင်တို့သည်ငါတို့ထံသို့လာ၍အမှုလုပ်သောအခါငါတို့ကငါတို့မျက်နာကိုထောက်၍သူတို့ကိုတနာကြပါစတိုင်ရာတွင်သူတို့အသီးအသီးဆိုင်သောမယားတို့ကို သူတို့အဖို့ငါတို့သည်မချမ်းမထားမိပါ။သင်တို့၌အပြစ်ရောက်စေခြင်းကား ယခုပေးစားကြသည် မဟုတ်ဟုသူတို့အားပြန်ပြောမည်ဟုမှားထားကြသည့်အတိုင်းဘေယာမိန်လူတို့သည်ပြု၍ပွဲခံလျက်ကသော မိမာတို့ကို ကိုအည်အတွက်အတိုင်းမယားဖြစ်ဖို့ရာဖမ်းဆီး၍ယူသွားကြ၏ကိုအမွေခံရမည်သို့ပြန်ရောက်ပြီးလျင်မြို့တို့ကိုအသည့်ပြင်ဆင်၍နေကြ၏ထိုအခါဣဒရေလလူအပေါင်းတို့သည်လည်းကိုအမျိုးကိုအဆွေနေရာ ကို့အမွေခံရမြေသို့ပြန်သွားကြ၏ထိုကာလ၌ဣတရေလရှင်ဘရင်မရှိ လူတိုင်းမိမိစိတ်အလိုရှိသည့်အတိုင်းပြုတည်းတရားသူကြီးမှတ်စာပြည်၏ဒီကနေ့ဖတ်ရှုနားဆင်ခဲ့ရတဲ့နှုတ်ကပတ်တမချမ်းစာကတော့တရားသူကြီးမှတ်စာအခန်းကြီး16မှခန်းကြီး21ထိဖြစ်ပါတယ်ကြားနာတော်သူ အပေါင်းထာဝရဘုရားကောင်းကြီးပေးပါစေ